တရက်မှာအသက်22နှစ်ရွယ်ကောင်လေးဖက်လက်တွေရောင်းတဲ့ဆိုင်နဲ့ဆိုင်ကိုရောက်ခဲ့တယ်။ဝိပုံစားပေါ်နေကရိုးရှင်းရှင်းနဲ့ညနေသားကလူရည်လေတဲ့ပုံစံမျိုးဖြစ်တယ်။ဆိုင်ထဲကိုဝင်လိုက်ပြီးဖက်လက်တွေလိုက်ကျင်းနဲ့သူစိတ်ရမ်းလှုပ်ရှားနေတယ်။ဆိုင်ရှင်ကလည်းကောင်လေးကိုမြင်တယ်။ညီလေးဘာလို့လဲလို့မြင်လိုက်တယ်။ဟိုအမေအတွက်ဖက်လက်တွေဝယ်ချင်လို့ပါ။ခဏခဏခက်ခက်နဲ့လှလှပပလေးလက်ရှာတာဗျ။အော်ညီလေးအိုမင်းရဲ့မေချက်တော့စိုက်ကဘယ်လောက်လဲသိတာ။ဟိုအရင်ကရော စိုက်ဘလောက်စီးနေကြလဲအဲ့တက်ကြီးတာယူမလားအနေတော်ပဲယူမလားဟိုကျွန်တော်မိကတကားမှဖနဲ့မစီးဘူးဗျာဟိုကျွန်တော်ကိုကြောင်းထားဖို့ပဲကြိုးစားရုံးခံပေးခဲ့တာဒါကြောင့်အခုကျွန်တော်ပညာရည်ကြီးဖြစ်ပြီးအလုပ်ရခဲ့ပြီကျွန်တော်အလုပ်ရလို့ပထမဆုံးရတဲ့လစာနဲ့အမေစီးဖို့ဖနဲ့ဝယ်ကြော့ချင်လို့ပါပြောနေရင်လည်းအိတ်ခက်ထဲကလေးခေါက်ခောက်ထားတဲ့ဆာယက်ဖြူတီတစ်ခေါက်ကိုဆွဲထုတ်လိုက်ပြီးဆန်ရှင်ဘက်ကိုဖြန့်ပြလိုက်တယ် အမေချစ်တော်နဲ့တိုင်ပြီးဆွဲလာတဲ့ခမ။ဟိုဒီချီယာနဲ့တုံမဲ့ဖနဲ့ခက်ခန်လှလောက်လေးသာကျွန်တော်ကိုပေးပါဗျာ။ဒီကဆန်ရှင်ကလည်းကောင်းလေးပြောတဲ့အတိုင်းရှီယာတန်လည်းကခက်ခန်ခက်ခန်လှလာပါပါဖနဲ့အမျိုးစားတရင်ထုတ်ပြလိုက်လေ။ဟိုဒီဖနဲ့မျိုးညီလေးမိတွက်ဆိုရင်အဆင်ပြေမလားကွ။အဒီကကောင်းလေးကလည်းကြောက်တဲ့နဲ့ရှီယာတန်ပေးပြီးဟိုအဆင်ပြေပါလေ။ဟိုနောက်တော့အမေနဲ့လည်းလိုက်ဖက်လောက်ဒါမို့ယူဖို့တည်းဆုံးဖြစ်လိုက်လေ။ ။ဆန်ရှင်ကကောင်းလေးကိုထက်ပြီးဂေယူနာသက်စွာနေပဲ။အိုဒါနဲ့ညီလေးမင်းလစာဘလောက်ရတယ်။ကိုကြီးရဲ့ဟိုအခုလောလောဆယ်တော့1000ရတယ်ဗျ။အိမ်ထဲဝေးတဲ့နေရာမဟုတ်လို့ဒီမှာအိမ်ကားကစားစရိတ်တွေအကုန်ပေါက်လိုက်မယ်ဆိုရင်တော့ခုနတော်ရှစ်ထောင်လောက်ကုန်နေပြီးတော့3000လောက်ကိုတော့အမေကိုလွှဲပေးပြည်တယ်ဗျာဟေးဒါဆိုမင်းဒီပနဲဝယ်လိုက်မယ်ဆိုရင် မင်းလာစာကုန်ပြီပေါ့ဆန်းရှင်ပြောတာကိုမဆောင်တော့ဘဲကောင်းလေးက အော်အခုကျွန်တော်ကျွန်တော်အဆင်ပြေပါတယ်ဒီလိုပဲဖြစ်လိုက်ပါတယ်ဒီကဆာရှင်ကလည်းဘာမှစမမေးတော့ဘင်းဖနှက်ကိုဘူးနဲ့ထည့်ဖို့ရာပြင်ဆင်လိုက်ပါတယ်ပြီးတော့ကောင်လေးရဲ့လက်ထက်ကိုဖနှက်ထည့်ထားတဲ့ဘူးကိုလက်ထက်ကမ်းပြလိုက်ပြီးကောင်လေးကဆာရှင်ကြားတဲ့ငွေတွေရှိရတဲ့ကိုပေးပြီးဆိုင်ကထွက်လာတော့မို့လက်ကနေမှအိုညီလေးအိုခဏခဏအိုဒါလေးပါယူသွားကွာအိုတို့ဆိုင်ကနောက်ဘူးတပူးလက်ထဲကိုထိုးပြလိုက်တဲ့ခါမှာ ဒီနောက်တရံကမင်းမေရဲ့နောက်သားတယောက်ကပြီးတဲ့လက်ဆောင်လို့ပြောလိုက်ပါကွာ။ဟိုပြီးတော့မင်းအမေကိုပြောလိုက်ပါ။တရံပြတ်သွားရင်နောက်တရံပြောင်းစီပါ။ခြေပလာနဲ့မနေပါနဲ့။ဟိုပြီးတော့ညီလေးလည်းဒီလက်ဆောင်ကိုမငဲပါနဲ့နော်။ဒါကိုရဲ့စေတနာပါ။ဖနက်နောက်တဘူးကိုလက်ထဲပေးလိုက်ပြီးဆန်ရှင်ကလင်းနဲ့ဆောင်နဲ့ပြောလိုက်တယ်။ညီလေး။ဟိုမင်းစီကအကူတခုတောင်းဆိုစရာရှိတယ်။ငါ့ကိုမင်းပေးနိုင်မလား။ဟုတ်ကဲ့။ဟိုပါ냐လေးဗျ။ပြောပါခင်ဗျာ။ ခုနကဆိုင်ရကလေးမင်းအိမ်ကနေအမေချီယာဆွဲတာရဲ့ဆိုင်ရကလေးငါ့ကိုပေးခဲ့ပါလားဟိုအဲ့ဆိုင်ရလေးငါလိုချင်လို့ပါဒီကကောင်လေးကလည်းဆိုင်ရခောက်ကလေးဆိုင်ရှင်ရဲ့လက်ထဲကိုပေးလိုက်ပါတယ်ဆိုင်ရလေးကိုပေးပြီးကောင်လေးကသူ့အမေတဲ့ဖနက်ဝဲပေးနိုင်ခဲ့ပြီမို့ပျော်ရှင်ဆောင်တဲ့ဆိုင်လေးကထွက်သွားခဲ့တယ်ဆိုင်ရှင်ကကောင်လေးပေးလိုက်တဲ့ဆောင်ရွက်ခောက်ကလေးကိုဖွင့်ပြီးဆိုင်ကဖျားစင်ပေါ်တင်ပူဇော်ထားလိုက်ပါတယ်။ဆောင်ရွက်ခောက်ကလေးကိုပူဇော်နေတာကိုလည်း အနားမှာရှိနေတဲ့သူကလေးတွေကတွေ့ပြီးဟိုဒါလဲဖေဖေဟိုဘာလို့ဖျားစင်ပေါ်တင်ထားတာလဲအလွန်တန်ဖိုးရှိလာတဲ့အရာပေါ့သားရဲ့ပူဇော်တိုက်တဲ့အရာပဲယုံကြည်သူကဒီအရာကိုဖန်ပြထားတာအဖေဆိုင်ပိုရောင်းကောင်းအောင်လို့ပေါ့အမေဆိုတာဖျားနဲ့တကိုင်းနေပဲမို့အခုလို့ပူဇော်တိုက်ပါရင်ဒီကြောင်ရလေးကိုတော့ကျွန်တော်ရဲ့ touch banner group ကနေဘာသာပြန်ဆိုတက်ဆက်လက်အချင်းဖြစ်ပါရင်